ရှ िख ိုးရင်ဘုရားဆိုတာလက်ုံလေးတစ်ခါခြိလိုက်တာနဲ့ခြိလိုက်ုံလေးနဲ့နဲ့နတ်ပြည်ကိုရောက်သွားနိုင်တယ်ဒီကုသိုလ်လေးကစွမ်းဆောင်မှုဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်မရကုန်လီသူတို့သားလေးကဘုရားဘာသာဝင်မဟုတ်ဘူးအဖေကလည်းနှမျောလိုက်တာယောဂဖြစ်တဲ့တောင်စိတ်ကုမပေးဘူးစိမိတို့တွေနဲ့ကုတာနောက်ဆုံးကုမရတဲ့အချိန်လေးတေကန်ဒီအချိန်ရောက်တော့အိမ်ပြင်ထုတ်ထားတယ်လေ ဘုရားကဆုံးခံကြွလာတဲ့အခါထထောင်ရှင်းမခိုးနိုင်တော့ဘူးစိတ်ထဲကကြည်နူးပြီးတော့အော်ဒီလိုဘုရားမျိုးငါမလှူလိုက်ရဘူးမတန်းလိုက်ရဘူးရှင်းမခိုးလိုက်ရဘူးခုရှိခိုးစိတ်ထဲကနေကြည်နူးပြီးတော့နေတယ်အဲ့ဒီအချိန်လေးမှာတည်သွားတာနဲ့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဒီကုသိုလ်လေးကကဲလိုက်တာသူ့ကိုကြည့်ဘလို့ဆွမ်းဆောင်ချက်ကောင်းတယ်လဲဆိုတာစဉ်းစားကြည့်စိတ်ထဲမှာတင်ဖြစ်တာနော် လက်ဟုတ်တော်မချိနိုင်ဘူးတဲ့စိတ်ထဲကနေဘုရားကိုအာယုံပြုပြီးစိတ်ထဲကကြည်နူးလိုက်ရုံလေးနဲ့တင်မဲ့ကြည့်လက်ပြရလူမပြောနဲ့ကဲကရာရေကန်ကြီးနားမှာရှိတဲ့ရေကန်ထဲကဖားလေးတကောင်ရသော်ဘုရားတရားဟောတာတစ်ပင်အောင်ရေကန်ထဲကခုန်တက်လာပြီးမြတ်တော်ထဲမှာဝုတ်ရင်ကနေဘုရားတရားဟောတဲ့အတန်ကြားတာနဲ့ နားထောင်ကောင်းတဲ့အတန်လေးပဲဒိဋ္ဌာဆိုတာအနိယရှိတဲ့အတန်လားအနိယမရှိတဲ့အတန်လားဒီလောက်တော့သိတယ်သို့တော်တရားရဲ့အဓိပ္ပာယ်သူသိတာတော့မဟုတ်ဘူးဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့ကရုဏာတွေလွှမ်းခြုံထားတဲ့မေတ္တာတွေလွှမ်းခြုံထားတဲ့အတန်လေးကိုသူ့စိတ်ထဲမှာနားထောင်ရင်စိတ်ချီးမြူးနေတဲ့အချိန်လေးမှာကံမကောင်းအကြောင်းမလားတော့အနာနာရောက်လာတဲ့နှွားเจ้าသားကတပြားတည်းခေါင်းကိုထောက်ပြီးဖိလိုက်လို့သူ့ခင်ဗျာတေးသွားတာ ။အော်အဲ့ဒီជីနူးတဲ့စိတ်ကလေးဘုရားကိုအာယုံပြုပြီးတော့ជីနူးတဲ့စိတ်ကလေးနဲ့တင်လဲဟောနတ်ပြည်အောင်သွား။ကဲဘလောက်ဆောင်းဆောင်မှုကောင်းလဲ။